ပုံရိပ်စစ်အတွဲခုနှစ်ဆိုတဲ့ခေါင်းစဉ်နဲ့ရန်ကုန်ပန်းစိုးရန်ကလောကနဲ့ပကြီးပြကံမှာပကြီးကျောင်းစင်းတွေရဲ့လက်ရာပကြီးကားတွေကိုနိုဝင်ဘာ16ကနေ20ရက်နေ့အထိပြတာနေပါတယ်။ပကြီးနီးပြဦးသိန်းဝင်းအပါဝင်သူ့ရဲ့တပည့်ပကြီးဆရာ10ယောက်ပါဝင်ပြတာတဲ့ဒီပြပွဲဘလို့ပကြီးကားတွေပါဝင်လဲ။ရေစေး၊စီစေး၊ခဲ၊အခရိုင်းလေး၊ချာကို3 D စရဲ့အမျိုးအစားတွေပါဝင်ပြီးစုစုပေါင်း80တကားပြတာထားပါတယ်။ အခရိုင်လက်အမျိုးသားကားတွေကအများဆုံးဖြစ်ပြီးပကြီကားတွေရဲ့အနေဆုံးစီးနှုန်းက7400ကနေအမြင့်ဆုံး6သိန်းအထိသတ်မှတ်ထားပါတယ်။သူပါဝင်ရေးဆွဲထားတဲ့ပကြီကား14ကားရဲ့မှာခရစ်တော်ယေရှုပကြီကားကိုအကျိုက်ဆုံးဖြစ်ပြီးအချိန်တွေအများကြီးပေးခဲ့ရတယ်လို့ဆရာဦးသိန်းဝင်းကပြောပြပါတယ်။အရှောင်းတွေကအရေးပါတာမို့အသုံးပြုတဲ့သူပေါ်မူတည်ပြီးလှုပ်ရှားမှုခံစားမှုအမျိုးမျိုးပြောင်းလဲသွားနိုင်တဲ့အကြောင်းပကြီနဲ့ပတ်သက်ရင်မူတစ်ခု ဝါရတစ်ခုကိုပိုင်နိုင်အောင်လေ့ကျင့်မှုလိုတဲ့အကြောင်းဆိုပါတယ်ပရိယံတခင်ကြီးရှိဖို့အရင်ရှိပြကားလေးပေါ့ပြကားလေးကကျွန်တော်ရေးတာလေကျွန်တော်တော်တော်လေးအချိန်ကြာတယ်ချင်းတော်ပြရတယ်ပြီးတော့အဲ့ကြောင့်လည်းကျွန်တော်တော်လေးကိုကျွန်တော်သူ့ဇာမန်သာရေးတာအဲ့ကားလေးကကျွန်တော်လည်းတော်လေးဝါတာပေါ့နော်အယောက်ဆိုတာကျွန်တော်အင်တာနက်အရေးပါပါတယ်အယောက်ဆိုတာကျွန်တော်ဒီလူရဲ့စိတ်နှလုံးကိုကျွန်တော်လောရှာမှုလေးကျွန်တော်ကခံစားမှုလေးအများကြီးကိုကျွန်တော်က ပေးနိုင်တယ်။နောက်ပေးနိုင်တယ်။အယောင်ဆိုတော့ကျွန်တော်က emulator စိတ်ဝင်စားပဲကောင်းတယ်။အယောင်ဆိုတော့ကျွန်တော်အတိပ္ပယ်အမှုတွေသူကပေးတာ။အဲ့တော့ဒီအသုံးချတဲ့လူရဲ့ဟိုဟာမူတည်ပြီးတော့ခုနပြောတဲ့ဟာတွေကဒီပုံစံလေးမျိုးပဲ။ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီပချီနယ်ပါတဲ့လောက်ခဲ့သောအောင်လေဒါမှပချီရေးဆွမဲ့ဆိုလို့ရှိရင်တော့လေအင်းစေတခုခုဒီဇူဝါဒအယူဝါဒအခုဘာပဲလုပ်လို့ဒီကျွန်တော်ဒီပချီရဲ့အခြေခံသဘောတရားကိုကျွန်တော်တို့ကအသေးစားသိနာပဲကျွမ်းကျင်အောင်လုပ်ထားမယ်သိထားမယ်ဆိုလို့ရှိရင် ကျင်းတဲ့အပိုင်းမှာတော့ဒါကတော့လွယ်သွားပြီဆိုတာအဲ့ဒါကြီးတော့မြန်မာပြည်လက်ရာတွေဟာနိုင်ငံတကာကိုရှင်နိုင်ပေမဲ့မြန်မာပြည်မှာအကြီးနဲ့အတက်မွေးဖို့ဆိုရင်စားဝတ်နေရေးအတွက်ရုန်းကန်ရတယ်လို့မှတ်ချက်ပေးပါတယ်